အကျိန်30မြောက်ပြည်ပဆိုင်ရာမူရစေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့မှာကာလတံပိုးငွေကျပ်တန်ပေါင်း3000ကျော်တန်ပိုးရှိဖမ်းဆီးရမိခဲ့တဲ့မူရစေဝါတွေကိုမိရှုဖြက်စီးခဲ့ပါတယ်။ငိမ့်မိုးနောင်ကသတင်းပေးပို့ထားပါရဲ့ရှင်။မန္တလေးစကိုင်းမြကြီးနာစရတဒေသတွေအပါအဝင်အထက်မြန်မာနိုင်ငံမှာဖမ်းဆီးရမိထားတဲ့မူရစေဝါမျိုးစုံကိုမန္တလေးမြို့အောင်မြေသာဇံမြို့နယ်ကရွှေမန်းတောင်အာကစားကွင်းမှာမိရှုဖြက်စီးခဲ့တာပါ။ကျွန်တော်တို့အခုမန္တလေးမြို့မှာမိရှုဖြက်စီးမဲ့မူရစေဝါကျွန်တော်တို့ဟို ဓာတုပစ္စည်းများနဲ့ဆက်ဆက်ပစ္စည်းများရဲ့ကာလတန်ဖိုးကတော့မြန်မာငွေကျပ်ပေါင်းဟိုတန်ပေါင်း3000တထောင်နဲ့ခုက60ဒသမ5တန်းပဲဖြစ်ပါတယ်။အမေရိကန်ဒေါ်လာတန်ဖိုးကတော့23ဒသမ5တန်းပဲဖြစ်ပါတယ်။အခုနှစ်မှာမူရည်ဆေးဝါးဖန်းစည်းရမိနှုံဟာ2016ခုနှစ်ထက်နှစ်ဆပိုမိုဖန်းစည်းရမိခဲ့တယ်လို့သိရပါဗျ။လူငယ်တွေကြားမှာမူရည်ဆေးဝါးသုံးဆွဲမှုတွေကိုတားဆီးနိုင်ဖို့လဲအဓိကထားလှုပ်ဆောင်သွားတဲ့လို့ ပိုင်းရှင်မဲ့ဖန်းစီရမိတယ်ဆိုတာတွေကိုလည်းမေကွန်းထုတ်เสียလိုတယ်လို့မန်လေးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တအူးက DVB ကိုပြောပါတယ်။နည်းနည်းလေးမိတယ်ဆိုရင်ကိုကကိုကိုလိုတဲ့ကြားပါပါကျွန်တော်တို့ဒီဒီကိုကိုထုံထဲမှာဒီចောင်းသူတွေတယောက်ဆိုရင်ဒါကျွန်တော်တို့ငွေရစီက15ပြားမိပြီးတော့ကျွန်တော်တို့အဲ10နှစ်ဒါတော့ထောင်ကြတယ်ဆိုတော့ကျွန်တော်တို့ကပိုင်းရှင်မဲ့ပိုင်းရှင်မဲ့ဖြစ်နေတဲ့ဟာကိုဒီပုံမှာတော့ကျွန်တော်တို့ကအများကြီး ဟိုမိကုံးထုတ်ဆရာတယ်ဖြစ်တာပေါ့ဗျာဟို question မဲ့ဆိုတဲ့ခါတွေရတယ်နင်းနေနုံနုံမဟုတ်ဘူးဗျာကျွန်တော်တို့အများကြီးပဲပေါ့ဟိုတချို့သူတန်ချီဖြစ်တဲ့ခါရောဒီအပေါ်မှာဟိုဘယ်လိုလူမျိုးတွေကနောက်ွယ်ရနေဒါဒီကြိုးကင်နေတယ်ဆိုတာရောကျွန်တော်တို့မိကုံးထုတ်ဆရာရှိတာပေါ့ဗျာအပြည်ပြည်ဆိုင်ရာမူရစေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနဲ့အထိမ်းအမှတ်အခမ်းအနားနဲ့ဖမ်းဆီးရမိတဲ့မူရစေဝါတွေကိုမိရှုဖြက်စီးပွဲကို ရန်ကုန်မန္တလေးစတဲ့မြို့တွေအပါအဝင်တခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်းကြပြိုင်နဲ့ပြုလုပ်ခဲ့ကြပါဗျာကျွန်တော်ငိမ့်မိုးအောင်ပါ